စုတည်တယ်နဲ့ပြောကြတာရေလျောသွားတာเนาะခြေနေတစ်ခုကနေမရက်တီတော့ရွှေ့သွားတာပြီးတော့ပျက်စီးခြင်းလို့ဆိုရတယ်ဖြစ်သွားတဲ့ခြေနေတွေအကုန်လုံးပြက်သွားတယ်ဗေဒပြုတ်ကွက်ပျက်စီးသွားတယ်ခန္ဓာကိုယ်ရေ ပြက်သွားတယ်ပျောက်သွားတယ်ဒီလိုအိဗယ်ပေါ့နော်ဓာတ်တွေဆိုလို့ရှိရင်ဘေတော်ဆိုတာအခုပဲမြင်တော့ကြဝုတ်ခနဲ့ပျောက်သွားသေးတယ်ဆိုတာသူတို့ကြတော့ပျောက်သွားလူတွေကြတော့မပျောက်တော့တခါလိုက်ပြီးတော့ဟိုပို့ပြီးတော့မီးရှို့ပြစ်နေရတယ်လူတွေကြတော့ပျောက်မသွားဘူးဓာတ်တွေကြတော့ပျောက်သွားတယ်သူကသေးလိုက်တာနဲ့ပျောက်သွားတာဘာမှမရှိဘူး ဒါပေမဲ့နတ်ပြည်မှာတင်းကြိုင်းမရှိဘူးနတ်ပြည်မှာအတုအချာတာမရှိဘူးအတော်အေးတော့အေးတာပဲဘာမှသုံးသပ်နေပါလိမ့်မရှိတော့အဲ့ဒီမှာတန်ရုံထဲမှာပါပါတဲ့နတ်သားနတ်သမီးတွေအကြောင်းရေးထားတာရှိတယ်ပေါ့သူတို့ကစိတ်ပျော်တယ်လို့နေကြတာပေါ့ အဲ့ဒီမှာနတ်သမီး900ကတပည့်မော်တက်ပြီးပန်းခိုးတယ်တဲ့အောက်ကနတ်သမီး900ကတပည့်အောက်ကပန်းကုန်းကြီးတွေကုန်းနေကြကစားတာပေါ့လေနော်စိတ်ပျော်တယ်လူလူဝါတုံးကလေးကလည်းဝါသနာပါလို့ထမရဲ့ပန်းကုန်းတွေပါလေလုံနေကြအဲ့ဒီချိန်မှာပန်းတက်ခူးတဲ့နတ်သမီး900ကဘဝမှာသူတို့တင်းနေစီတော့ဝောက်ခနဲ့ဆိုပျောက်သွားကြတာ ဘယ်ရောက်တော့မှမသိဘူး။တံမကြားလို့ကြည့်လိုက်တဲ့အခါသေးကုန်ညာတာ။နော်တိပ္ပံအောက်ဖုတ်ခနဲ့ကြတာမဟုတ်ဘူး။တိပ္ပံမပန်းခူးရင်ပြောက်သွား။ဒီလိုဟာမျိုးတွေလည်းရှိတယ်နော်။အေးတေးပြီးတော့ငရဲရောက်သွားတဲ့။အဲ့မှာနတ်တရားကြည့်လိုက်တဲ့ဟာဘယ်ရောက်ကုန်လို့ဆိုကြည့်လိုက်တော့ငရဲရောက်ကုန်ညာ။ကံကအကုသို့ကံကြောင့်ငရဲရောက်သွား တို့လည်းငရဲရောက်မှဆိုတော့ကြောက်လန့်ပြီးတော့ခေါင်းဆောင်လုပ်တဲ့နတ်သားဖျားစီလာပြီးတော့သူကထိတ်လန့်နေပါတယ်အမြဲတမ်းကြောက်ရွံ့နေပါတယ်မထိတ်လန့်ကြောင်တရားကိုခေါ်ပါမြတ်စွာဘုရားကိုရှောက်တဲ့အခါမှာဖျားတရားဘုဇင်ခုနှစ်ပါးအကျင့်ကလွဲလို့ဘယ်ဟာမှထိတ်လန့်တုံလို့မှုမကယ်နိုင်ဘူးလို့ဆိုတော့ဘုဇင်ခုနှစ်ပါးအကျင့်တရားကို နေညတရဘုဆာတပတာနေညတိန်တရိယတံဝရနေညတရသဗ္ဗနေတ္တခသွတ်ထိန်ပတ္တမိပါနေတယ်ဘုဇင်ခုနှစ်ပါးလွဲပြီးတော့တရဝရရဲ့ဒီလွတ်မြောက်မှုဆိုတာကိုငါရှားမတွေ့ဘူးဒါပဲရှိတယ်ဆိုတာမြတ်စွာဘုရားရှင်းလိုက်တဲ့အခါကျတော့တရဝရရဲ့ချမ်းသာမှုဆိုတာဘုဇင်ခုနှစ်ပါးကလွဲနိဗ္ဗာန်ကလွဲလို့မရှိဘူးလို့ဟောလိုက်တော့မှသူတို့သောတပန်ဖြစ်သွားတယ် အဲ့ဒါလည်းတဝတ္ထုရှိတယ်။နောက်နတ်တယောက်တည်းသေသွားတဲ့နတ်သမီးလည်းရှိတယ်။အလုံးနတ်တွေပန်းခူးနေတဲ့ထဲတယောက်သေသွားသေသွားပြီးသူကတော့လူပြေရောက်။လူပြေရောက်တော့သူကဘယ်ကနေလာတာတုန်းဆိုနတ်ပြေကလာတယ်ဆိုတော့သူသိရတဲ့အခါကျတော့အဲ့ဒီနတ်ပြေကိုပြန်ညင်လို့ကုသကောင်းမှုတွေနင်းကကြိုးစားကြိုးစားပြီးတော့အဲ့ဒီဘုံအဲ့ဒီနေရာပဲပြန်ရောက်ခြင်းနဲ့သူတွေတောင်းတန်ရောစင်ဆိုတာရှိတယ်လေနိကန်တိ ကုသိုလ်ကောင်းမှုလုပ်ရင်ဒီအထက်လည်းရောက်နိုင်သားပဲမရောက်ချင်ဘူးဒီနေရာလေးပဲသွားခြင်းတယ်ဤကန္တီဆိုတာရှိတယ်နော်ကိုနေတဲ့ရက်ွက်ကလေးမှာကိုနေတဲ့အိမ်ကလေးမှာဆိုမသိမသာတွေ့တာမှုလေးတွေဟာဖြစ်လာတယ်အဲဒါလို့တွေ့တာမှုလေးကြောင့်မလို့ဒီနတ်သမီးကကုသိုလ်ကောင်းမှုတွေလုပ်ပြီးအများရန်ဆူတောင်းတော့တေတဲ့အခါမှာဟိုမှာပန်းခူးနေကြတော့ရှိသေးတယ်သူပြန်ရောက်သွားအဲ့မှာပြန်ဖြစ်သွားတယ်ဆိုတော့ တိပုစိကနတ္တမိဝုထုဆိုတာတွေလည်းရှိတယ်ဓမ္မပဒါလည်းပါနော်ဒါရီကနတ်တွေရဲ့သိဆုံးမှုဆိုတာဘေတော့ပျက်စီးသွားတယ်ပျောက်ကွယ်သွားတယ်ဒီလိုဆိုလို့အဲ့ဒါတဲ့ပိုးထင်ရှားတဲ့နောက်စကားတစ်ခုကဘာလို့ဆိုအန္တရဒါနပျောက်ကွယ်သွားခြင်းပျောက်သွားတာဒီနာအခုမြင်သေးတယ်အခုမရှိတော့ဘူးပျောက်သွားတယ်ဟောသူတို့ရဲ့သိဆုံးမှု ပြီးတော့ပျက်စီးသွားတယ်အန္တရဒါနပျောက်သွားတယ်ပျောက်သွားခြင်းလို့ဆိုရတယ်ငယ်ငယ်တုန်းကကြားဘူးတာဟုတ်လားမဟုတ်လားတော့မသိဘူးတဆေသေးလို့ရှိရင်တဆေဆိုမြင်လဲမြင်ရတာလည်းမဟုတ်ဘူးသူသေးတဲ့နေရာမှာပုတ်တင်ညိုတို့ဘာလို့ရှိတယ်လို့ကြားဘူးတာပဲဟုတ်လားမဟုတ်လားတော့စားတဲ့တော့မပါဘူးเนาะအဲ့ဒီတဆေကို ရိုက်တက်လိုက်လို့သေသွားရင်အဲ့ဒီနေရာမှာပုတ်တင်ကျုပ်အသေးလေးတွေ့တယ်နော်ဟုတ်ချမလဲဟုတ်မှာမင်းညာတော့ပြောင်းသွားတာမစ်စုသေဆုံးခြင်းလို့ဆိုရတယ်မရဏအသက်ကိုဆွန့်ပစ်ခြင်းလို့ဆိုရတယ်မရပါဏာစာခေ အသက်ကိုဆွန့်လွတ်လိုက်တာအသက်ကိုဆွန့်လွတ်လိုက်ခြင်းလို့ဆိုရတယ်ကာလံကရိယာသိဆုံးခြင်းလို့ဆိုရဲထင်ရှားတဲ့အခါကို ပြုခြင်းလို့ဆိုရတယ်ကာလံကရိယာသဘောနောက်ဆုံးအချိန်ကိုပြုလုပ်ခြင်းပဲသိဆုံးတဲ့အခါကိုပြုတယ်လို့ဒီလိုလဲအိဗယ်ယူတယ်မရဏကာလာ နောက်ဆုံးအချိန်ကိုလုတ်တယ်လို့ဆိုရင်လည်းရမယ်။ဒါတွေကလူတွေနားလည်အောင်ပြောတဲ့စကားလုံးတွေကြီးပဲ။ပရမတ္ထစိုက်ထီအောင်ပြောတဲ့အခါကျတော့ခန္ဓာနာခန္ဓာတို့ရဲ့ဘေရောပျက်စီးမှုလို့ဆိုရတယ်။ကလေဝရတ္တရှုပ်အလောင်းကို နေခေပေါ်စွန့်ပစ်ချထားလိုက်ရခြင်းလို့ဆိုတဲ့ကလေးဝရတနေခေပေါ်မသားချတာပေါ့နော်ဒါလည်းတချို့လူတွေတရဝါတွေဒီနတ်တွေတော့မပါဘူးပေါ့ကလေးဝရတနေခေပေါ်နတ်တွေမှာတော့ရှိဘူးနော်အန္တရဒါနနတ်တွေပြမာတွေပျောက်သွားတာ အဲအားလုံးတတဝါတွေနဲ့ခြုံအောင်သိခြင်းရဲ့အဓိပ္ပာယ်ကိုရှင်းပြလူတွေအတွက်ထင်ရှားအောင်ပြောရမယ်ဆိုရင်ကလေဝရတနိခေပောတဲ့ကလေဝရဆိုအလောင်းကောရုပ်အလောင်းကိုနိခေပောပြစ်ချခြင်းလို့ဆိုရတဲ့ပြစ်ချမြုပ်နှံရခြင်းလို့ဆိုရတဲ့ဇီဝိတ္တရိယတာဇီဝိတ္တရေဆိုတဲ့အသက်ကြီးဥပ္ပစီတော့ပြတ်တောက်သွားခြင်းလို့ဆိုရတဲ့ ယံကျင်သဘောတရားသည်အတ္တိရှိ၏။နော်ယံဒေသံဒေသံတတ္တ။ဘိက္ခွေယံတို့ဣဒံဤသဘာဝတရားကိုမရဏံသိခြင်းဟု၍ဟုတ်စတိစွာ၏။သိတယ်ဆိုတာကို ရှင်းပြနေတာနော်။သိတယ်ဆိုတာဒီလိုဖြစ်တာတဲ့။နောက်ဆုံးမှာစီဝိတ္တရေရဲ့ပရမတ္ထအပြင် ပြောတဲ့အခါမှာစီဝိတ္တရေရဲ့ပြတ်တောက်သွားမှုသိတယ်လို့ဒီလိုပြောတာ